ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ပြောလိုက်ရင်ကျွန်တော်မျက်လုံးထဲမှာပြည်မြင်မိတာအညစ်ပဲတဲ့နိုင်ငံတစ်ခုစီကံအားတဲ့နိုင်ငံဒါပြင်စံသားပြချောင်းသားတဲ့ကြောင်းဝန်ကြီးချုပ်ကနိုင်ငံကနေထွက်ပြေးခဲ့ရပြီးဒီနေ့ဒီချိန်ထိယာယီချာပြဆိုးရပဲနိုင်ငံကိုဆက်လက်အောက်ချုပ်ထားတဲ့နိုင်ငံတစ်ခုကမ္ဘာလူ့ရေအများဆုံးနိုင်ငံဖြစ်ပြီးကမ္ဘာပေါ်မှာနံပါတ်၈လူ့ရေအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်အခုတော့သတင်းတွေမှာတွေ့နေရတဲ့ ဘင်္ဂလားဒေ့ရဲ့မြို့သမီးဝန်ကြီးချုပ်ရှေ့ဟာစီနာကိုဒေသံချမှတ်လိုက်တဲ့ပေါ်ဘာကြောင့်ဒီမြို့သမီးဝန်ကြီးချုပ်ကိုဒေသံချမှတ်ရတာလဲဒီအကြောင်းအရာကိုတည်ရဖို့နဲ့ဆက်ဆက်ပြီးဘင်္ဂလားဒေ့နိုင်ငံအကြောင်းကိုလည်းအနည်းငယ်ပြောကြားချင်ပါတယ်ဘင်္ဂလားဒေ့ဆိုတာကျွန်တော်တို့အိန္ဒိချင်းနိုင်ငံတစ်ခုလည်းဖြစ်တယ်လို့နိုင်ငံနဲ့ဆက်မှာရိုရင်ဂျာရေးကြောင်းမကြာခဏဆိုသလိုပြဿနာတွေဖြစ်လျက်ရှိနေတာပါအဲဒီကြောင့်အခုအိန္ဒိယချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့နိုင်ငံအကြောင်းကိုလည်း အနေငယ်တည်တာတည်ပါတယ်။ဒါမှလည်းနောက်တစ်ချိန်တည်င်းနေမှာတွေ့လာဖြစ်ဖြစ်ဖြစ်အရင်ကထက်ပိုပြီးစိတ်ဝင်စားလာသလိုအရင်ကထက်ပိုပြီးနားလည်လာမှာပါ။အဲ့ဒါဒီနေ့ဗီဒီယိုမှာတော့ဘင်္ဂလားဒေ့နိုင်ငံအကြောင်းပေါ်ပေါက်လာပုံကိုဘုသူဒအနေနဲ့ရှင်းပြပေးပါမှာပါ။ဘင်္ဂလားဒေ့နိုင်ငံဆိုတာ1947ခုနှစ်မှာမှပါကစ္စတန်ကနေလွတ်လပ်ရေးရခဲ့ပြီးတခြားနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီရှေ့ကာလတွေမှာဆိုရင်ဗျူတီရှာတို့အောက်ချက်ခဲ့စဉ်ကအိန္ဒိယရဲ့နယ်မြေတစ်ခုဖြစ်နေတာရှိခဲ့တာပါဒါပေမဲ့1948ခုနှစ်မှာတော့ဗျူတီရှာတို့ကအိန္ဒိယကိုလွတ်လပ်ရေးပေးအပ်တဲ့နေရာမှာအိန္ဒိယနယ်မြေအလုံးကိုလွတ်လပ်ရေးတခါတည်းပေးအပ်ခဲ့တာမျိုးမှပဲနဲ့ဘာသာချင်းမတူညီတဲ့အကြောင်းပြချက်နဲ့နိုင်ငံကိုနှစ်ပိုင်းခွဲပြီးလွတ်လပ်ရေးပေးအပ်ခဲ့တာပါအစ္စလမ်ဘာသာဝင်အများဆုံးရှိတဲ့နေရာဒေသကိုပါကစ္စတန်နိုင်ငံအဖြစ်လွတ်လပ်ရေးပေးအပ်ခဲ့ပြီး ဟိန္ဒူအများဆုံးရှိတဲ့ဒေသကတော့အိန္ဒိယနိုင်ငံဖြစ်လွတ်လပ်ရေးခွဲဝေပေးအပ်ခဲ့ပါတယ်။ဒီနေရာမှာအိန္ဒိယနိုင်ငံကိုခဏမေ့ထားပြီးကျွန်တော်တို့ပါကစ္စတန်အကြောင်းဝယ်အနေငယ်ဆက်ကြရအောင်။ဘာဖြစ်လို့ဘင်္ဂလားဒေ့ရ်နိုင်ငံအကြောင်းပြောရမှာပါကစ္စတန်အကြောင်းကိုပြောရလဲဆိုရင်တခြားကဘင်္ဂလားဒေ့ရ်ဆိုတာပါကစ္စတန်ရဲ့နိုင်ငံတစ်ခုပါ။ဗြိတိရှားတို့ကလွတ်လပ်ရေးပေးတဲ့နေရာမှာအစ္စလာမ်အများဆုံးရှိတဲ့ဒေသကိုပါကစ္စတန်နိုင်ငံဖြစ်လွတ်လပ်ရေးပေးဝေခဲ့ပြီးအဲဒီပါကစ္စတန်ကမှ အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်ဆိုပြီး ခွဲခြားပေးရခဲ့တာပါဒီနေရာမှာအရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်ကနယ်နိမိတ်ချင်းလဲမထိဆက်သလိုမိုင်ပေါင်းအဖြစ်မိုင်ပေါင်း1500ကျော်တော့ဝါဝင်းနေတာပါမိတ်ဆွေတို့ပဲစဉ်းစားကြည့်နိုင်ငံတစ်ခုကတီးခြားနိုင်မြေတစ်ခုထဲမှာမရှိနေပဲနဲ့ခွဲထွက်နေတဲ့ပြင်တစ်ခုနဲ့တစ်ခုကမိုင်ပေါင်း1500ကျော်တော့ဝါဝင်းနေတာပါအဲ့ဒီတော့အောက်ချုံမှုကန္တာအစီမံခန့်ခွဲရေးနဲ့တခြားကန္တာတွေမှာဆိုရင်ဘလို့မှအဆင်ပြေချုံးမွေးမှာတော့မဟုတ်ပါဘူးဒါပြင်ဒီအရှေ့နယ်နောက်မှာ ပင်လယ်တွေကခြားလာတာမျိုးမဟုတ်ဘဲနဲ့သူတို့နဲ့မတည့်တဲ့အိန္ဒိယနိုင်ငံကခြားထဲမှာခြားနေတာပါအဲ့ဒီတော့အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်ဆက်သွယ်ဖို့ဆိုရင်ပင်လယ်ရေကြောင်းနဲ့ပဲဆက်သွယ်လို့ရမှာပါအိန္ဒိယကိုဖျက်ချော်ပြီးဆက်သွယ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးဘာလို့ဆိုအိန္ဒိယနဲ့ပါကစ္စတန်ကလုံးဝမတည့်တဲ့အိန္ဒိယနိုင်ငံတွေဖြစ်နေတဲ့အတွက်ကြောင့်ပါလူရည်အများဆုံးနေထိုင်တဲ့ပိုင်းကအနောက်ပါကစ္စတန်မှာဖြစ်ပြီးအများဆုံးလူမျိုးကဗန်ဂျက်လူမျိုးတွေပါ အရှေ့ပါကစ္စတန်ကလူမျိုးစုအများဆုံးကဘင်္ဂလီလူမျိုးတွေပါနိုင်ငံကလည်းမိုင်ပေါင်း1500 6000กว่าဝေးနေတယ်လို့နိုင်ငံတစ်ခုထဲမှာကုွယ်တဲ့ဘာသာသူညီပေမဲ့လူမျိုးစုမတူညီတဲ့အတွက်ဘာသာစကားနဲ့ယဉ်ကျေးမှုတွေမှာလုံးဝမတူကွဲပြားနေတာပါအဲ့ဒီချိန်ပါကစ္စတန်ကိုအောက်ချုပ်နေတဲ့လူကတော့မိုဟာမက်အလီဂျင်နာဆိုတဲ့လူပါသူအောက်ချုပ်နေတဲ့အချိန်မှာအရှေ့ပါကစ္စတန်နဲ့အနာပါကစ္စတန်မှာလူမျိုးစုမတူညီတဲ့အတွက် ဘာသာစကားမတူရင်ဘလို့မှပေါင်းဆက်နိုင်မှာမဟုတ်ဘူးဆိုပြီးသူကယုံကြည်ထားခဲ့တာပါအဲ့ဒီတော့နိုင်ငံရဲ့အဓိကဘာသာစကားကိုဥရဒူဘာသာစကားပြည့်တတ်မှတ်လိုက်ပြီး This language of Pakistan is going to be Urdu and no other language အရှေ့ပါကစ္စတန်ရောအနောက်ပါကစ္စတန်ရောဒီဥရဒူဘာသာစကားကိုပဲတင်ကြရမယ်ဆိုပြီးတတ်မှတ်ပေးခဲ့လိုက်တာပါအနောက်ပါကစ္စတန်မှာじゃအဆင်ပြေပေမဲ့အရှေ့ပါကစ္စတန်မှာじゃ သူတို့ရဲ့ဘာသာစကားပင်ဂလီဘာသာစကားပဲအသုံးပြနေကြတာပါဒီပါကစ္စတန်တွေရဲ့ထောက်ပြန်ဒီပါကစ္စတန်ဆိုရတွေရဲ့ထောက်ပြန်ချက်ကိုလက်မခံတဲ့ပင်ဂလီလူမျိုးစုတွေကလမ်းမပေါ်ထွက်ပြီးဆန္ဒပြလာခဲ့ကြပါတယ်1952ခုနှစ်မှာပင်ဂလီဘာသာစကားလှုပ်ရှားမှုပေါ်ပေါက်လာခဲ့ပြီးဒီဆန္ဒပြပွဲမှာပဲပါကစ္စတန်စစ်တပ်ကအင်အားသုံးဖြိုခွင်းခဲ့ပြီးလူ9ယောက်တည်ဆောင်းခဲ့ခါ1954ခုနှစ်မှာပင်ဂလီဘာသာစကားနိုင်ငံတွင်းမှာအတိမပြုခံခဲ့ရတာပါ ဒါပင်ဂလီလူမျိုးစုတွေရဲ့လှုပ်ရှားမှုအစားပိုင်းပါဒါပြင်နောက်ထပ်ဆိုးရတဲ့အရာတစ်ခုလည်းလိုက်ပါလာခဲ့ပါတယ်အဲ့ဒါကဘာသာစကားပြင်အောက်ချုပ်မှုကဏ္ဍပါအနောက်ပါကစ္စတန်နဲ့အရှေ့ပါကစ္စတန်နှစ်ခုရှိတယ်ဆိုပေမဲ့အဓိကမနိုင်နေဆိုတော့တော်များများကအနောက်ပါကစ္စတန်မှာပဲအခြေချတာပါအောက်ချုပ်ရေးကဏ္ဍတရားဥပဒေကဏ္ဍစစ်တပ်ကဏ္ဍတွေမှာဆိုရင်အနောက်ပါကစ္စတန်မှာပဲအခြေချတာများပါတယ်အဲ့ဒီကျိုးဆက်နေဖြစ်နိုင်ငံရဲ့အဓိကဝင်ငွေကိုရှာပေးနေတာက အရှေ့ပါကစ္စတန်မှာဖြစ်ပြီးတကယ်တကယ်ဒီနိုင်ငံဝင်ွေအသုံးပြတဲ့နေရာမှာဆိုရင်အနောက်ပါကစ္စတန်ကအများဆုံးအသုံးပြခွေရနေတာပါအဲ့ဒီတော့တာကုံမလိုလားတဲ့ပင်ကလေးလူမျိုးစုတွေကတန်းတူညီမျှခွေနဲ့စီးပွားရေးညီမျှမှုတို့တောင်းဆိုလာခဲ့ပါတယ်ဒီတောင်းဆိုမှုကိုဥဆောင်ခဲ့တဲ့လူကအာဝါမီလီရဲ့အဖွဲ့အစည်းခေါင်းဆောင်ရှိတ်မူဂျီပါရာမန်ပါသူရဲ့တောင်းဆိုမှုကအချက်၆ချက်ပါဝင်ခဲ့ပြီးပါကစ္စတန်နိုင်ငံကိုတော့တောင်းလောက်သွားစေခဲ့ပါတယ် အဲ့ဒီချက်ချက်ထဲထဲမှာဆိုရင်ပါကစ္စတန်နိုင်ငံတနိုင်ငံလုံးကိုဖက်ဒရယ်နိုင်ငံတော်ဖြစ်ပြောင်းလဲပေးဖို့ပါဒုတိယချက်ကတော့အရှေ့ပါကစ္စတန်ကိုလည်းအာဏာညီမျှခွဲဝေပေးဖို့ပါနောက်တစ်ချက်ကအရှေ့ပါကစ္စတန်ကနေထွက်တဲ့အရင်းမြစ်တွေကိုအရှေ့ပါကစ္စတန်ကလူတွေပဲတုံးဆွေးခွေရရှိရေးပါဒါပြင်နောက်တစ်ချက်တစ်ချက်ကတော့အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်ကိုမတူညီတဲ့ငွေကြေးတစ်ခုဖန်တီးပေးဖို့နဲ့တီချာစစ်တပ်တစ်ခုဖန်တီးပေးဖို့ပါ ရှင်းရှင်းနဲ့အလွယ်ပြောရရင်သူရဲ့တောင်းဆိုမှုတွေအရှေ့ပါကစ္စတန်ကိုတီးခြားနိုင်ငံတစ်ခုဖြစ်လို့လက်တဲ့နိုင်ငံတစ်ခုဖြစ်ခွဲဝေပေးဖို့တောင်းဆိုလိုက်တာပါဒါပေမဲ့ဒီတောင်းဆိုချက်ကိုပါကစ္စတန်ကပယ်ပြတ်ခဲ့ပြီးခွဲထက်ရေးသမားတွေရဲ့လောက်ရက်ဆိုပြီးအပြင်းထန်ပြောဆိုခဲ့ပါတယ်ဒါပြင်ဒီတောင်းဆိုမှုဥဆောင်ခဲ့တဲ့ရှိတ်မူဂျီပါရမန်ကိုလည်းနိုင်ငံတော်ပေါင်ကဲမှုဖြစ်သူဖန်ဆီးခဲ့ပါတယ်သူကအဲ့ဒီချိန်အရှေ့ပါကစ္စတန်မှာဆိုရင်နိုင်ငံရေးဥဆောင်တဲ့လူတူဖြစ်နေခဲ့ပြီး သူ့ကိုဖန်ဆီးခဲ့တဲ့ပေါ်ပင်ကလေးလူမျိုးတွေကလုံးဝမကျေနပ်ကြပါဘူး။သူတို့ခေါင်းဆောင်တွေကိုဖန်ဆီးလိုက်တဲ့ပေါ်အရှေ့ပါကစ္စတန်မှာရှိတဲ့ပင်ကလေးလူမျိုးတွေကပါကစ္စတန်ကသူတို့အပေါ်လူမျိုးရေးခွဲခြားတာတွေပြည်နိုင်မှုတွေခံနေရတယ်လို့လည်းထင်မြင်လာခဲ့ပါတယ်။အဲဒီတော့လမ်းမပေါ်ထွက်ပြီးစန္ဒပြတောင်းဆိုမှုကလည်းတပြေပြေမြင့်တက်လာခဲ့ပါတယ်။ဒီလူသူအောင်ကျော်မှုစန္ဒပြမှုကိုမလို့ချင်တဲ့စစ်ဘိုလ်ချုပ်အယူခန်းက1969ခုနှစ်မှာရှိတ်မူဂျီပါရမန်ကို ြန်ပြီးလွတ်မြောက်ပေးခဲ့ပါတယ်။ဒါမဲ့အရှေ့ပါကစ္စတန်မှာပြည်သူတွေကအလုတမတပိုက်နဲ့စံတပြမှုတွေကထိမနိုင်တော့ပဲအရှိန်တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာခဲ့ပါတယ်။ဒီစံတပြပွဲတွေကိုမကန်တွယ်နိုင်တော့တဲ့ဘိုးเจ้าအယူခန်းကနှုတ်သွက်ခဲ့ပြီးသူ့နောက်ဆက်ခံမဲ့လူကိုနောက်တူသူကရွေးချယ်သွားခဲ့တာပါ။အဲ့နောက်တက်လာတဲ့ဘိုးเจ้าရာရာခန်းလက်ထက်မှာနိုင်ငံကိုပထမဆုံးရွေးကောက်ပွဲကျင်းပပေးမယ်လို့ကတိကဝတ်ပေးအပ်ခဲ့ပါတယ်။ ဘာလို့နိုင်ငံကိုပထမဆုံးရွေးကောက်ပွဲကျင်းပပေးရမယ်လို့ပြောရလဲဆိုရင်ရှေးဆက်ဆက်ပါကစ္စတန်ကိုအောက်ချုပ်ခဲ့တဲ့လူတွေကအာဏာရှင်တွေပဲအများဆုံးအောက်ချုပ်ခဲ့တာပါတကယ်လဲတူလက်ထက်1980ခုနှစ်မှာပါကစ္စတန်ရဲ့ပထမဆုံးအထွေထွေရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီးအရှေ့ပါကစ္စတန်မှာဆိုရင်ရှိုက်မူဂျီပါလာမန်ဥဆောင်တဲ့အဝါမီလီပါတီကပဲအများဆုံးအပြတ်တက်တဲ့အာဏာရရှိခဲ့ပါတယ်အရှေ့ပါကစ္စတန်မှာအနာပါကစ္စတန်ပါတီတို့မဟုတ် ပါကစ္စတန်ပြည်သူ့ပါတီကအနာမြရှိခဲ့တယ်လို့အနာပါကစ္စတန်မှာလည်းအရှေ့ပါကစ္စတန်ပါတီတွေကအနာမြရှိခဲ့ပါဘူး။တရချက်တွေကိုကြည်ချင်အဖြစ်အရှေ့နန်းနောက်ပါကစ္စတန်ကဘလို့မှပေါင်းဆက်လို့မဖြစ်နိုင်တော့ဘူးဆိုတာကိုတဖြည်းဖြည်းနဲ့နားလည်လာခဲ့ပါတယ်။အရှေ့ပါကစ္စတန်အမတ်နေရာ169နေရာမှာ169နေရာကိုအဝါမီလီပါတီကပဲအနာရရှိခဲ့တဲ့အတွက်အစိုးရဖွဲ့စည်းခွင့်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ကိုပေါ်ဆောင်ဖို့တောင်းဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ဒီတောင်းဆိုမှုကိုပါကစ္စတန်စစ်တပ်ကသဘောမတူညီပဲရေကောက်ပွဲရလိုက်တယ်လို့ပဲပယ်ပြတ်ခဲ့ပြီးတရားမဝင်ရေကောက်ပွဲတစ်ခုဖြစ်ကျင်ညာတော့ခဲ့ပါတယ်။ကျင်ညာချက်ကြောင့်ပဲအရှိပါကစ္စတန်ကလူတွေကပြန်ပြီးလမ်းမပေါ်ထွက်ဆန္ဒပြလာခဲ့ပါတယ်။ဘလို့မပေါင်းစည်းလို့မဖြစ်နိုင်တော့ဘူးဆိုတာဘီသူတွေကလည်းတည်လာခဲ့တဲ့အတွက်ကိုပိုင်အောက်ချုပ်နိုင်တဲ့နိုင်ငံတစ်ခုတည်ထောင်ဖို့ပဲစိုက်အပ်ထက်တန်လာခဲ့ကြပါတယ်။ဒီဆန္ဒပြပွဲတွေကိုပါကစ္စတန်စစ်တပ်ကရရဲဆက်ဆက်နှိတ်ကုတ်ခဲ့ပြီးလူအများပြားတည်ဆောင်းခဲ့တယ်လို့ ကိုလာကျော်ချာမှာတော့ပါကင်ဆန်စစ်တပ်ကလက်နက်ချအရှုံးပေးခဲ့ပြီးတရားဝင်ဘင်္ဂလားဒေ့ရ်နိုင်ငံကို1981ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာတရားဝင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဘင်္ဂလားဒေ့ရ်နိုင်ငံအကြောင်းဘလို့ပေါ်ပေါက်လာတယ်လဲဆိုတာကိုပိုင်းတဲ့နေနဲ့တင်ဆက်ပေးသွားတာဖြစ်ပြီးကျွန်တော် channel ရန်နေအပတ်စဉ်တိုင်းစိတ်ဝင်စားစရာနိုင်ငံတွေရဲ့ခေတ်သစ်သမိုင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာမို့စိတ်ဝင်စားတယ်ဆိုရင် like subscribe လုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်။နောက်ပြီး ကိုယ့်ရဲ့မြင်တွေကိုလည်း comment ထဲမှာဝေရရေးဝေါ်လို့ရပါတယ်အဆုံးသတ်ကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်